ကြီးနေပြီညာတော့ကြီးနေပြီဘာပေါ်ရေးကြောက်သူ့ဘေးရောက်နေမသိဖုန်းဆက်လို့လည်းမရ ူတို့အိုက်ညမှာညာဆိုင်ကြထားတာညာဆိုင်ဆင်းရတာတဲ့အဲညာဆိုင်ဆင်းပြီးတော့ဒီမနက်ဂျူဒီထွက်မှာအဲ့တတင်းကိုတတိယကျူတည်ပြီးသားအဲ့ကျူတည်ပြီးသားအဲ့လိုပုံစံဖြစ်တဲ့အချိန်မှာဘာမှမလုပ်နိုင်ဘူးပေါ့နော်ညာဆိုင်ထွက်ပြတဲ့လူတွေမဆက်ရှင်းမဲ့အချိန်မှာမဆက်မရှင်းနိုင်တော့ဘူးပေါ့သူတို့လည်းပြေးတော့မှာပေါ့အဲ့လိုပုံစံမျိုးလိုပြောပြီးတော့သူတို့ကအရင်ပြေးတယ်အဲ့တတင်းအဲ့မှာအချင်းချင်းဝင်းထဲမှာပြန့်သွားပြီးတော့အကုန်လုံးကအိုးတောင်းတင်းတွေဖြစ်ပြီးတော့ဒီတချို့ဆိုထိုင်းဘက်ကိုထွက်ပြေးကြတယ်တချို့ကကြောင်အများကြီးမျိုးတွေကိုလာကြတယ် အဲအဲ့လိုပုံစံလေးတော့သိကြရတာမျိုးရှိတယ်ဒါပိုက်နေနေလားသူတို့အဖွဲ့တွေကလူတွေကဒီလာတာကိစ္စဟာတွေကိုဟိုထင်သလောက်ဘယ်လိုပြောရမလဲတတိယမပေးခဲ့ဘူးအဲ့တော့ရရပစ္စည်းယူဆိုတာနဲ့သူတို့တွေကကိုပစ္စည်းယူရဲသူတို့တတိယပေးလိုက်ခြင်းလေဆိုတော့အဲ ပစ္စည်းပေါ့တတိယကြိုက်တာယူသွားတော့သူတို့လည်းပြေးတော့ဆိုတဲ့ပုံစံမျိုးကိုပြောသွားတာပတ်စံနေလည်းမရှင်းမနိုင်တော့ဘူးဆိုပြီးတော့ပြောသွားတာတဲ့အဲဒိုင်းမက်ဒီထွက်တဲ့ချိန်မှာဝင်းကအထွက်မှာလေအဲဂိတ်ကဟိုဒီဂျီအက်တွေကဒီပစ္စည်းကိုမယူသွားဘူးပေါ့နော်ဘာပစ္စည်းမှတည်မပေးကိုဝေစားတော့နဲ့ကိုကကိုပဲအဲပြန်ကြပါဘာညာဆိုပြီးတော့ပဲအဲပြောတယ်တဲ့အဲ့တော့သူတို့လည်းအဲကိုပစ္စည်းပဲကိုတည်ပြီးတော့ပြန်လာလို့ရခဲ့လိုက်တယ်တဲ့ဘာပစ္စည်းမှမပြီးပဲအဲ့ဒါအခု ဟိုတချို့ပြန်ဝှစောင်းနေတဲ့လူတွေဆိုအိမ်ကိုပြန်ပတ်စံတောင်းပြီးတော့ဟိုကားလက်မှတ်ဖူးပေးကြပါအောင်ပေါ့နော်အလောက်ကအစီမပြေလို့ပြန်လာတော့မယ်လို့ပါလို့ဟိုပြောတာပြီးတော့ကြတော့ဟိုကျွန်တော်တို့ထိုင်းဘက်ကိုကူးသွားကြတဲ့ဟိုအများစုဟိုနိုင်ငံသားတွေလည်းတွေ့ရတယ်မြန်မာတွေကတော့တချို့တွေကလည်းကားလက်မှတ်ရတဲ့လူကတခါလေတန်းပြန်ဆင်းတာတွေ့တယ်တချို့တွေကကြတော့အခုအကုန်လုံးဟိုရောက်ရီမှာရှိရဟိုတက်ခုခန်းတွေ ဟိုတယ်တွေမော်တယ်တွေအဲအဲ့လိုမှာအကုန်လုံးကတော့အခန်းပြည့်ဟိုမြန်မာတော်တော်များများတွေ့တယ်နေနေကြတာလေနိုင်ငံခြားသားတွေလည်းတွေ့တယ်အဲ့လိုမျိုးလူတွေတော့များရီမှာပုံလာတယ်ခိုင်းဝထွက်ကြမလားငါတို့အိမ်ပြင်ရအောင်ပြီးတော့ထွက်မလားခင်ဗျာပြေးလိုက်ပါပြီဆိုတော့ဘယ်လိုထွက်လာလဲဘယ်ကားရေဝင်လာတော့ပြေးလိုက်ပါတော့ဒီလားကားပဲပြေးလိုက်ပြီလို့ပြောရတာလားဒီကနေတော့ဟိုဘက်မှာ ။ဟိုင်းစစ်သားရရှိတယ်လေ။ဟာကျားဘက်ကကတ်သွားမယ်လေဒီလိုမျိုး။ကတ်သွားရင်ဘယ်လိုသွားဘယ်လိုရောက်။ဟုတ်ရောက်ပါလေ။ရောက်လာသွားမယ်လေအဲ့ဒါဆို။ဟုတ်လောက်ကင်လို့ဖြစ်ပြီလေ။အမလေးရောစိတ်စိတ်တို့လို့ပြန်ညာ။ကားတွေဆိုင်ကယ်တွေခြေချင်းပြန်တဲ့လူရော။အမကားကားရှိတဲ့လူကကားစီးပြန်။လျှောက်ပြန်တဲ့လူအများကြီးပဲ။ဒါစိုက်ထဲမှာလည်းပမာလေး။မြန်မာရှိတဲ့ရှိတဲ့မြန်မာအများစုကြားဖြတ်နေမှရှိတဲ့မြန်မာအများစု ဟိုသူတို့အဓိကအဲ့လိုမျိုးစစ်စင်ရလာလောက်ရတယ်သူတို့နားအောင်မှာသူတို့နေရာအောင်မှာဒီလိုပုံနဲ့လုတ်တဲ့ပုံမှာမြန်မာလူမျိုးများအဖြစ်လူငယ်ပိုင်းတွေများရယ်လေကြားဖြတ်လုပ်ငန်းမှာရှိကြတာဟောသူတို့တွေကလူငယ်ပိုင်းဆိုတာလဲလောလောလောကျွန်တော်တို့2021အာဏာသိမ်းမှုယူတိထားတဲ့လူငယ်တွေဗျာဟိုဟိုဘက်လည်းမပါချင်ဒီဘက်လည်းမပါချင်သူတို့ကသူတို့စီပွားရေးလေးနဲ့ဒီကောင်းကောင်းဝယ်ထားဟိုမလုတ်ချင်ဘူးတိုးတက်လန်းနဲ့ငွေရလွယ်မဲ့လုတ်တွေလုတ်ချရယ် လှုပ်ချင်ကြရတယ်တိုးတက်ချင်ကြရတယ်လှချင်ကြရတယ်မိန်းကလေးဆိုရင်ယောက်ျားလေးဆိုရင်ချမ်းသာချင်ကြရတယ်အဲ့လိုပုံစံနဲ့ကလေးတွေတွားပြီးတော့အလုပ်လုပ်ကြတာတွေရှိတယ်အဲအဲ့လိုလူတွေကဒီလိုဝင်းထဲမှာရောက်တဲ့အချိန်မှာဒီလိုပုံနဲ့သူတို့ attack လုပ်ခံရတဲ့အချိန်မျိုးမှာသူတို့တွေကငါတို့ဒီနေရာတော့မလုံခြုံတော့ဘူးပြေးမယ်ဆိုတဲ့ emotion မျိုးဖြစ်လာ ဖြစ်သွားတယ်အကုန်လုံးကိုလည်းတထေးရစလက်လွတ်လိုက်ပြီဆိုတဲ့အကြောင်းပြောလာတယ်ပြောလာတဲ့အချိန်မှာအားလုံးကိုယ်စီက မြန်မာပြည်ဘက်ချမ်းမှာအရာတော့အလုတ်ပြုတ်ပြီဆိုတဲ့သဘောပဲအလုတ်ထက်ရှာတဲ့ဆိုတဲ့သဘောပဲသူတို့ကိုသူတို့ကြားဖြတ်ရဲလို့ကလေးတွေကတတ်မှတ်ထားတာမျိုးဟိုမရှိကြဘူးကျွန်တော်သိတော့ပြောရင်အလုတ်ရတယ်ဟိုငွေများများရတယ်ဒါဒါတွေလုတ်ပေးရမယ်အဲ့လိုပုံစံမျိုးအချက်လက်တွေနဲ့ဝင်လုတ်ကြတဲ့အဲအများစုဒါသာကောင်းတယ်ဒါလေးဒါလေးလုတ်အောင်မယ်ဆိုတော့ဟိုအပေါ်မှာမူတည်တဲ့လူငယ်တွေဖြစ်တဲ့ကြာသူတို့ကအလုတ်ထွက်တယ်အလုတ်ပြုတ်လာတဲ့ပုံစံမျိုးပဲဒီကျွန်တော်မျိုးရီမျိုးပေါ်မှာလည်းလုတ်လက်လက် ဟိုရဲဝို့မဲသွားနေကြတယ်တကယ်တမ်းသူတို့လုတ်ခဲ့အဲ့လိုမကောင်းမကောင်းဆိုတဲ့ဟာကိုသူတို့ဘယ်သူမှမသိဘူးဟိုကြားဖြတ်ရဲလို့လည်းသိနေတဲ့ပုံစံမျိုးမရှိဘူးဟိုခေါင်းကြီးပိုင်းကလူကြီးတွေကိုတတ်မှတ်ထားပြီးတော့တို့လုပ်ငန်းဒီလုပ်ငန်းရဲ့ product ကြီးကဒါကြီးပါလားဆိုတဲ့ဟာမျိုးတို့မသိဘူး။လိန်နေဆိုတဲ့ဟာမျိုးတော့သိရလိန်ရတယ်။အဲအဲ့လိုပုံစံမျိုးလောက်ကိုပဲသိကြတယ်။ဆိုအကုန်လုံးကဒီဟာကိုကြောက်ရွံ့ပြီးတော့ပြန်ပြေးကြတယ်။ဟိုကိုအိမ်ကုရွာကိုပဲပြန်ကြတော့တယ်။ တည်ရမှာဒီမှာပြောရရင်ရန်ကုန်ကတက်လာပြီးမြောက်ဒီမှာလှုပ်လာလှုပ်တာအလုပ်စင်မပြေလို့အလုပ်ကထွက်လာပြီးတော့ပြန်တယ်အဲအဲ့လိုပုံစံမျိုးနဲ့ပဲတခြားလုပ်ပဲလုပ်ကြတော့တယ်ရှိတယ်ဟိုတော်တော်များများတော့ဒီတက်ဆိုင်ရသူနဲ့ခင်တဲ့နာယုံနေမှာသွားလှုပ်ကြတာတော့မတွေ့မိတော့ဘူးခုနောက်ပိုင်းပြေးရမယ်ဆိုရင်ဘာလို့လဲဆိုတော့တို့လည်းဒီမွန်ချက်မှုထဲမှာနေခဲ့ပြီးပြီအဲ့ရနေတို့ထွက်တဲ့အချိန်မှာတခါလဲတခြားနေရာပြောင်းသွားကြတဲ့လူတွေများတယ် သူတို့ကိုဘယ်လိုထုတ်ပေးလဲတော့မသိရဘူးဗျာဒီသူတို့တွေအဲ့လိုမျိုးတွေမှာအဲ့လိုအထုတ်တင်နေသွားတယ်သွားနေနေတဲ့ဟိုသူတို့လူဆူဆူဆူနဲ့သူတို့ညိန်သွားပြီးတော့မသွားတော့ဘူးထိုင်နေလိုက်ကြတဲ့အချိန်မျိုးမှာအာဒီနှိစက်ရတွေ့တဲ့ BGS တွေကအဲ့လိုမျိုးပေါ့အကုန်လုံးဟိုခဏထိုင်နေပေါ့ထိမ့်သိမ်းထားတဲ့သဘောမျိုးလုပ်ပဲသူတို့အကြီးကြီးတွေကိုအကုန်လုံးဆက်သွယ်ပြီးတော့ခေါ်တယ်သူတို့ကားတွေနဲ့ပဲပြန်လာခေါ်ရတာကိုသိခဲ့ရတယ်အဲအဲ့လိုပြန်သုံးဖို့လာတော့ မဟုတ်တော့ဘူးဗျ။ဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်ကစဟိုအပြန်ဖန်းခံလိုက်ရတဲ့ပုံစံမျိုးမျက်နှာထားမှာပေါ်တယ်။သူတို့ဒီဒီသူတို့မျက်လုံးထဲမှာမြင်တာဒီမြန်မာနိုင်ငံကိုပဲမြင်တာ။မြန်မာနိုင်ငံအဖွဲ့အစည်းကသူတို့လာဖမ်းတယ်လို့ပဲမြင်တာ။အဲအဲ့လိုပုံစံပဲမြင်တာ။ဒီဝင်းထဲမှာသူတို့နေတဲ့အတွက်အဲ့ဒါကိုပဲသူတို့မြင်တာ။ဟိုလိုမျိုးပြန်သူတို့ကာကွယ်ပေးမဲ့ပုံစံမျိုးတို့ဟိုသူတို့ဟိုဘက်ရောက်လာခေါ်သွားလို့ဟိုဘက်ရောက်ရင်အေးစေးနေရပြီဆိုတဲ့ပုံစံမျိုးတော့မမြင်မိဘူး။ ဲ့လိုမျိုးလာခေါ်ရတဲ့အချိန်မှာလေအကုန်လုံးနံပါတ်တောင်းဟောပတ်စပို့ပြခိုင်းပြီးတော့အကုန်လုံးကိုစစ်တယ်ဆက်ထိုင်နေဦးထိုင်နေဦးမှာအကုန်လုံးကိုထိုင်ခိုင်းထားပြီးတော့ကားပေါ်ကားလာတဲ့အချိန်မှာကားပေါ်ခေါ်တင်ကြတယ်တင်ကြပြီးတော့သူတို့ဟိုစကန်ရှိရနေကခေါ်ွားကြမှာပေါ့ဒီကြီးရတွေကအဲ့လိုမျိုးတော့ទីပါတယ်ก็มาลอยน้ำข้างเนาะ မြင်ရတယ်ဒီမှာဟိုပါပေါ့နော်ဒီသူတို့တွေဒီ၄၅၀ရောက်၄၅၀ရောက်အဲ့လိုအုပ်စုအုပ်စုလေးနဲ့လာလာကြတယ်ဒီမြန်မာဆိုင်တွေဆိုသူတို့ဝင်ပြီးတော့ဟိုစကားပြောဖို့ကြိုးစားတယ်ဟိုကျွန်တော်တို့ဒီမြန်မာလူမျိုးအားကြတော့ဟိုအင်္ဂလိပ်လိုပြောပြောတတ်တယ်အတိုင်းပဲနှုတ်ဆက်လိုက်တယ်အဲ့ဒါမျိုးပဲလို့ပြီးရင်ဟိုဘောနော်ကုညီနိုင်ဦးဆိုတဲ့ပုံစံမျိုးနဲ့ပဲအကုန်လုံးကညင်းလွတ်ကြတယ်ဟိုသူတို့ ਨੇ တချို့လူကြီးပိုင်းတွေကြတော့လဲမြောက်ပြည်ဘက်မှာဒီစကားမပြောတတ်တော့ ညင်းလွတ်ကြတယ်သူတို့မှတကယ်အပွင့်လေးပြောအဲထုတ်လေးတွေဆွဲပြီးရောသူတို့ ਨੇ ဒီကြွန်းချမ်းကျင်ကျင်လဲလဲပတ်ပတ်စကားပြန်ပြောနိုင်မဲ့လူဟိုလိုအပ်တဲ့ပုံစံမျိုးတွေသူတို့လိုက်ရှာနေကြတယ်အဲအဲ့လိုအဖွဲလေးညင်းနဲ့တွေ့တယ်ဟုတ်လဲဆိုသူတို့ကအကုန်လုံးအဲနိုင်ငံသားတွေအကုန်လုံးလာကြတယ်ဆိုတော့သူတို့ဘသူဦးဆောင်မှုမပါဘူးလေပြေးဆိုတော့အကုန်လုံးထွက်လာကြတယ်ဆိုတော့အုပ်စုလိုက်ပေါ့သူကသူ၁၅ရောက်၁၅ရောက်နဲ့ခွဲခွဲပြီးလာရင်းနဲ့ပြန်ပြန်ပေါင်းွားကြပြီးတော့တနေရာထဲမှာလူများွားကြတာအဲပြောချင်တာကတော့ဟိုဘက်မှာကူညီပြီးလမ်းညွှန်ပေးလိုက်တဲ့လူကတော့ဟို ရှိလိမ့်မယ်ပဇက်နဲ့ဟိုနည်းနည်းပြန်ပြောတတ်တဲ့လူဆိုတချို့ဆိုင်ကျွန်တော်လာမေးရင်တော့ပြောပါပေါ့ကျွန်တော်ကတော့လာမေးခြင်းမခံရတော့ကျွန်တော်မပြောဘူးလေဟိုတခြားလူတွေသူတို့မေးနေတဲ့အချိန်မှာဟိုလမ်းညွှန်ပေးလိုက်တယ်ဒီဘက်ထိုင်းဘက်ကိုကူးလို့ရတဲ့အကြောင်းတွေအဲ့လိုညွှန်ပေးလိုက်တဲ့အတွက်တချို့ကြတော့ဒီဟိုခုနပြောဆိုဘီဂျီလာခေါ်သွားတဲ့ကားမှမပါတဲ့လူတွေဆိုရင်ဒီဘက်ကိုလာကြတယ်လာပြီးတော့ဟို ဆက်သွယ်ကြရတယ်ဗောနော်ဒီကန်ကူးတဲ့လူတွေနဲ့ထိုင်းဘက်ကိုကူးတဲ့ဟာနဲ့လေဈေးနှုန်းနဲ့ဟာနဲ့မေးပြီးတော့သူတို့ဘယ်နှယောက်ကူးမယ်ဆိုတာနဲ့အဲဒီထိုင်းဘက်မှာရှိတယ်အဲလိုဗောကန်ကူးတဲ့လူတွေကတယောက်ဘလောက်တယောက်ဘလောက်နှုန်းနဲ့ယူပြီးတော့အကုန်ဒီဘက်ကိုထည့်ပေးကြတာမဲဆောက်တဲ့အဲလိုပုံစံမျိုးကူးကြတာတွေ့တယ်မောလိုက်တာဟမ်ဒီတို့ဒီကနေ့ဘယ်လိုပြေးမှလဲရေတွေနဲ့ဟာ ဟဲ့လေမောင်းနဲ့လူမရှိပါနဲ့နင်တို့ဟိုဘက်ကအဲ့မှာမှာဟိုဘက်ကရဲနဲ့တွေ့မှာမအောင်ပါပဲနေနေမှာပဲမောင်းကန်ကူလာဟိုဘက်ကမှာစစ်သားဘယ်ခိုင်းစစ်သားဖမ်းမှာအဲ့ဒါအကောင်းဆုံးခြေလက်အောင်နေရတယ်အဲနိုင်ငံသားတွေကဒီဘက်ကိုကူးလာရွေချက်ကမြန်မာနိုင်ငံအခြေအနေမကောင်းအဲခုနကျွန်တော်ပြောပြသလိုသူ မြန်မာလူမျိုးချင်းချင်းမှာတော့မှသူ့ကိုကြောက်နေတဲ့ပုံစံမျိုးဒီလိုဝင်စည်းလာတဲ့အချိန်မှာဆိုတော့နိုင်ငံသားတယောက်အနေနဲ့လည်းသူ့စိတ်ထဲသူ့ရင်ထဲမှာဒီဟာသည်ငါတို့ပါရောကြောက်ရမယ်ဆိုတဲ့ပုံစံမျိုးကြောင့်အဲ့မြန်မာပြည်ထဲမှာဆက်မနေချင်တော့ပဲထိုင်းဘက်ကိုကူးမယ်ရာအနည်းနဲ့ငါတို့ဆက်သွယ်ပြီးတော့ဟိုသူတို့နိုင်ငံပြန်ကြမယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့သူတို့တွေကူးကြတယ်ရှိတဲ့ပတ်စံလေးပါလာတဲ့ပတ်စံလေးပြီးပြီးတော့ဒီထိုင်းဘက်ထဲကိုကူးဝင်ကြတယ်အဲ့အချိန်မှာခုနက간 ကုသမားကြတော့ဒီဘက်ကိုသူတို့တက်လာတဲ့ချိန်မှာမလိုက်လာအောင်မလိုက်လာတဲ့အခါကျလို့ရှိရင်မဖြစ်လဲဆိုတော့ဒီလူတွေကပဲသူတို့ကသူတက်လို့ရပြီဆိုပြီးတော့ပဲကန်ကူးတဲ့လူကညှို့ဝေးလိုက်တဲ့ချိန်မှာတက်တက်တဲ့ချိန်မှာဒီကျွန်တော်တို့ဒီထိုင်းဘက်မှာရှိတဲ့ဒီထိုင်းစစ်သားတို့ဟိုထိုင်းရတောင်ဝင်ရှိလူတွေနေဆက်တွေမှာကင်းလှဲတဲ့ချိန်ဥပမာရေကင်းလှဲတဲ့ချိန်ဘော်တော်ပီကလှဲတဲ့ချိန်အဲ့လိုချိန်မျိုးတွေမှာတယောက်စားနှစ်ယောက်စားသွားမိလိုက်တယ် မိလိုက်တဲ့ချိန်မှာကျိုးတန်းကြီးလိုပဲအသီးဟိုသူ့ရဲ့နောက်ရဲ့ဘနောက်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 မှာဟိုပေါ့နော်ဒီ၃လေးယောက်၃လေးယောက်အဲ့လိုမျိုးလူစုလူစုတွေတွေ့တော့အကုန်လုံးကိုစုရင်းနေပဲကျွန်တော်တို့ဒီ time မှာဟိုဖမ်းမိတဲ့ပုံစံမျိုးဖြစ်သွားတာတခါမိရင်ဟိုတော့၃လေး50အထက်ကိုတက်တက်လာတာလေသူတို့ဒီကနေတဆင့်သူတို့သက်ဆိုင်ရာနိုင်ငံကိုပြန်သွားဖို့ရည်ရွယ်ကြတာဟုတ်ကြားပြန်ဘက်ကပြေးလာတဲ့လူတွေလို့ယူဆရတဲ့နိုင်ငံညာသားတွေအားလုံးထိုင်းနယ်စပ်ဘက်က စစ်တပ်ကဟိုကားတွေနဲ့လာခေါ်ရတယ်ပြီးတော့သူတို့တွေကိုအမှတ်နှစ်သဒ္ဒါမမှရှိတဲ့ကမ့်လေးလောက်မှာပုံစံလေးလောလောဆယ်လက်ရှိအခြေအနေကတော့ဒီနိုင်ငံသားနိုင်ငံသားအလိုက်ကိုခွဲပြီးတော့ထိမ့်သိမ်းထားတယ်သူတို့စာနယ်ရိက္ခာပေးထားတယ်အိမ်ကိုဆက်သွယ်ခွင့်ပေးထားတယ်အိမ်ကိုဆက်သွယ်ခွင့်ဆိုတာလည်းအခုကျွန်တော်ထင်တယ်ဖုန်းတွေဖုန်းတွေเนี่ยပဲအဓိကပဲဆက်သွယ်ခွင့်အောင်ပဲပေးထားတာမျိုးရှိနေတယ် လောဆယ်တိရောဘာဆက်လုံမယ်သူတို့မြန်မာပြည်ပြန်ပို့မယ်အဲဒီထိုင်းထိုင်းအနေနဲ့တစ်ဆင့်ဒီသူတို့သက်ဆိုင်ရာနိုင်ငံတွေကိုပြန်ပို့မယ်ဆိုတဲ့အစီအစဉ်တွေတော့ရေးဆွဲထားတာမျိုးမတွေ့သေးဘူးဟိုပြောကြတာမျိုးတွေလည်းမတွေ့သေးဘူး က်ရှိတည်းဘာဖြစ်လို့လဲဆိုတော့သူတို့ကိုယ်တိုင်သူတို့ဒီမှာရှိတယ်ဒီနေဆက်မှာရှိတယ် BGF တွေကားပေါ်မှာဒီလူတွေဒီအဖွဲ့တွေသွားနေတာကိုသူတို့ကိုယ်တိုင်ခွင့်ပြုထားပြီးတော့သူတို့ကိုယ်တိုင်ဘယ်နေရာကိုသွားရဘယ်လိုလမ်းကြောင်းသွားနေရဆိုတော့သူတို့တွေသိကြပြီးသားပဲတကယ်အပြတ်ဆက်နေနေကြီးဟိုဘောနော်ထပ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 ်လိုက်လေ source တွေလိုက်စီရင်ကျွန်တော်ဒီမြောက်ဝတီမှာရှာမကုန်ပါဘူးလမ်းကြောင်းမှာသူတို့တကယ်ရှင်းနေဆိုရင် မြောက်ရီမျိုးကကြားဖြန့်ပြောက်သွားပြီလားဆိုတော့ကြားဖြန့်ကိုရက်ွက်ထဲကိုခွဲလွတ်လိုက်သလိုမျိုးတော့ခံစားရတယ်။ဘာလို့လဲဆိုတော့တာမန်ထက်ကိုပိုစိတ်လာတယ်။ပိုစိတ်လာတယ်ဆိုတာဟိုကျွန်တော်တို့ Facebook သုံးနေတယ် LINE သုံးနေတယ်ဆိုတဲ့အချိန်ဒီမှာဆိုရင်တော့မအကောင့်ကနေကြားဖြန့်အကောင့်နေစကားလာပြောတာမျိုးရှိကြတယ်။အခုလက်ရှိဖမ်းနေတဲ့အချိန်မှာဟောစာအဲ့ဒါရှိတယ်။ရှိတဲ့ပြင်ဟိုရုတ်တရက်ဆိုဖုန်းကောတွေတော့ဝင်တယ် ရက်ွက်ထဲရောက်တဲ့အထိဖုန်းကောတွေဝင်တယ်ဒီတစ်ခေါက်ကျတော့ဟိုလိန်နာမျိုးမဟုတ်လာပဲနဲ့ကျွန်တော်တို့ဟိုစုံစမ်းနာမျိုးလုတ်လာတဲ့ပုံစံမျိုးဘာလို့လဲဆိုတော့လက်ရှိသူတို့တွေကင်လာတဲ့အကောင့်တွေထဲမှာပါလာအကြဖြန့်အကောင့်တွေပဲပြေးလာကြတဲ့လူအများစုကအကြဖြန့်ဝန်ထမ်းပဲဒါပေမဲ့ပြေးလာတော့လည်းအကြဖြန့်အကောင့်တွေပဲပါလာအောင်ပါသူတို့ personal phone ကိုသုံးချိန်ကြီးဘာညာနဲ့သိအောင်မှမဟုတ်သေးဘူးသူတို့ရဲ့အသက်အန္တရာယ်လွတ်ဖို့အတွက်အရေးကြီးဖို့အတွက်သုံးနေရဆိုတဲ့အချိန်မှာဘာတွေတွေ့လဲဆိုတော့ဟိုကိုရီကိုအဲ့လိုမျိုးပဲလာလာဆက်သွယ်ကြ ကိုရီးယားဖုန်းနံပါတ်တခုရိုက်လာတယ်ကိုစီဖုန်းဆက်လာတယ်ဆိုကွန်နက်နဲ့မှမပါဘူးတကယ်ဖုန်းသိမ်းလားဗမာလဲနံပါတ်ရှိလားဟောဟောမာသူ့မှာ KB ရှိလား Viber ရှိလားသူတခုခုလှုပ်ထားလား register လှုပ်ထားတဲ့ဖုန်းလားဆိုတာကြည့်ကြည့်လိုက်တော့လည်းဘာမှအဲ့လို register လှုပ်ထားတဲ့ဟာမျိုးမပါတဲ့ဖုန်းသိမ်းမျိုးတွေဝင်လာတယ်ကျွန်တော်ထင်တယ်အဲ့လိုပူပြန့်သွားတယ်လို့ထင်တယ်အထက်ကနေခွဲထုတ်လိုက်တယ်